အီရန်ကောင်းဆောင်ခါမီနီကိုလှုပ်ကြံဖို့အစ္စရေးရဲ့တင်ပြမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြီးတော့အာဏာသုံးပယ်ချလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအစ္စရေးဟာအီရန်ကောင်းဆောင် အလီခါမီနီကိုလှုပ်ကြံရှင်းလင်းဖို့တင်ပြလာမှုကိုဒေါ်နယ်ထရန့်ကပြီးတော့အာဏာနဲ့ပယ်ချလိုက်တာလို့ AP သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။အစ္စရေးဘက်ကခါမီနီကို အောင်မြင်စွာလှုပ်ကြံနိုင်မဲ့စီမံကိန်းရှိထားတာကြောင့်ထရန့်ကို တင်ပြရမှာပယ်ချခံရတာလို့ အမည်မဖော်လိုတဲ့ American အစိုးရရာရှိတူက AP ကိုပြောကြားခဲ့တာပါ။ Israel ဝန်ကြီးချုပ် Netanyahu ရဲ့ပြောရေးဆိုခွင့်ရှိသူ Omar Dostri ကတော့ Khamenei ကို Israel လောက်ကြံရန်စီစဉ်နေတဲ့ဆိုတဲ့သတင်းဟာလောက်ကြံသတင်းသာဖြစ်တယ်လို့ဆိုပါရယ်။ Trump အစိုးရအဖွဲ့ဟာ Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုကိုဆက်လက်ချဲ့ထွင်ပြီး Iran ရဲ့နျူကလ িয়ার အဆောက်အအုံများပုံမပြည့်စည်တာကိုအလိုရှိနေသေးတယ်လို့သိရပါရယ်။ လက်ရှိအချိန်မှာခါမီနီကိုလှုပ်ကြံခဲ့ရင်အရှိလယ်ပိုင်းဒေသမှာမတည်ငြိမ်မှုနဲ့ပြိပခါရီပုံမိုကျပြန့်သွားမှာဖြစ်တာကြောင့်အစ္စရေးတင်ပြမှုကိုတားမြစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ဒါနဲ့ပတ်သက်ပြီး Fox News Channel ရဲ့သတင်းတင်ဆက်သူ Brett Bayer ကအစ္စရေးဝန်ကြီးချုပ် Netanyahu ဟုကိုမေးမြန်းခဲ့ရမှာတိုက်ရိုက်ဖြေကြားခြင်းမပြုပေမဲ့လုတ်ဖို့လိုအပ်နေတဲ့အရာတွေကို လုပ်နေပြီးအမေရိကန်ကလည်းဘေးအရာကပိုကောင်းစေမှာလဲဆိုတာ ကောင်းကောင်းသိထားမှာပဲလို့ပြောဆိုထားပါတယ်။